အာခုနတော့ကအဲ့ဒီစီးပိုက်ထဲတယ်ထဲပြီးတော့ဆပြီးတော့ဒါထုံထုံလာပြီပေါ့နော်ထုံလာပြီဆိုတဲ့အချိန်မှာခွဲရောမယ်ဆိုတဲ့အချိန်မှာကိုကဘလိုမျိုးလေးအနေထားရှိလဲချိုးကကြတော့မျက်လုံးကိုအုပ်ထားတယ်ဆက်လာအတော့မျက်လုံးအုပ်လိုက်တော့ကျမမျက်လုံးအုပ်ကြီးနေတော့အရန်စိတ်လှုပ်ရှားရောကမခံနိုင်ဘူးအဲ့ဒါမျက်လုံးအုပ်ကိုကျမဖယ်ခံလိုက်လို့ကျမမြင်နေရတဲ့အားလုံးမြင်နေရတဲ့ဆိုပေမဲ့ဒီဒီဘိုက်နဲ့ရင်ဘက်နဲ့ခေါင်းနဲ့ခြေထဲမှာကိုကဟိုပိတ်စတစ်ခုကာထားတာပေါ့နော်ကိုကအောက်ကိုမမြင်ရအောင် ဒါပေမဲ့အတန်တွေလည်းကြားနေရတယ်ပတ်ဝန်းကျင်လည်းပုံမြင်နေရတယ်မမြင်ရတာတဲ့ဆိုင်မြင်ရနေတာကနည်းနည်းစိတ်တက်တာပူရရလို့ထင်တယ်မကျဉ်းချက်တော့ဘူးပေါ့နော်အောက်ဆီဂျင်သူအောက်ဆီဂျင်ပေးတာရှူတယ်ရှူရင်းနှမကိုအကုန်ကြားနေမှာဖျားစာရပါရုပ်ပေါ့ကိုယ့်ရဲ့အမစိတ်ကိုတည်ငြိမ်အောင်ထားပေါ့နော်အဲအဲ့ချိန်မှာစပြီးတော့ခွဲခွဲခွဲတဲ့ချိန်မှာ9မိနစ်ကြော်ကြော်လောက်ပဲတော်တော်မြင်တယ်9မိနစ်ကြော်ကြော်လောက်ကြာတဲ့အချိန်မှာဒီ ောက်ကခွဲပြီးသွားရင်ခွဲပြီးချိန်မှာခလေးကိုထုတ်တော့မှာအဲ့ချိန်ဒီနည်းနည်းတော့စိတ်လှုပ်ရှားစရာကောင်းတယ်ဒါပေမဲ့ဟိုနာကျင်မှုဆိုတာဘာမှမသိဘူးလေအဲ့ချိန်ကအကုန်လုံးထုံနေပြီလေထုံနေပြီဆိုတဲ့အချိန်မှာကဲညီမလေးခလေးထုတ်တော့မယ်နော်ဆရာတို့တွန်းမယ်နော် အဲတွုံးမယ်နော်ဆိုတဲ့အချိန်မှာဒီရင်ကောင်းကနေစပြီးတော့အောက်ကခွဲထားတဲ့အပေါက်ကနေခလေးထွက်ပို့တော့ကိုအကုန်တွုံးကြတာပေါ့ဒီလိုတွုံးတွုံးတွုံးအဲတွုံးနေတဲ့အချိန်မှာနည်းနည်းအသက်ရှူချက်တူလေးတော့ဖြစ်တယ်ဒါပေမဲ့နားရချင်တာတော့မရှိဘူးဘာလို့လဲဆိုတော့ထုံနေရကိုအဲအဲ့မှာတွုံးရင်တော့ခလေးကပြုတ်ဆိုထွက်သွားအောင်ထွက်သွားရင်ဟေးတွုံးခလေးကဦးဟဲဆိုအော်လိုက်တာလေဟေးငါခလေးမွေးပြီအဲ့အချိန်ရန်ပြုတ်သွားမယ်အဲ့မှာခလေးထုတ် ်ထုတ်ပြီးလို့ရှိရင်အအောင်မှာလုံးဆရာရှိရလို့ပေါ့လုံးပြီးလို့ရှိရင်ကလေးလေးကိုကိုယ်ဒီလိုလေးလာပြအေးဆိုလဲထိုးလိုက်တာပေါ့ကလေးလေးကအကြည့်ပြီးလို့ရှိရင်ကလေးကိုတန်းရှိနေပါလေလို့အဲလုံးပြီးတော့မှမှထုတ်ထုတ်ပြီးလို့ရှိရင်ကလေးကကလေးကအရင်ဆုံးဒီအခန်းရဲ့အပြင်ကိုထွက်ကမှာအမေကတော့ဒီအောက်မှာရှိနေတဲ့ချုပ်ယူကိုဆက်ပြီးတော့ချုပ်နေတော့ပေါ့နော်ချုပ်နေတော့အချိန်မှာအဲရန်ရင်ကုန်ဆရာကောင်းနေအဲ့အချိန်မှာကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ဒေါင်နှမတွေအကုန်လုံးက ခွဲစိတ်ခံရဲ့အဝမှာသူကစောင့်နေကြမှာလေယောက်ျားကတော့ခွဲတဲ့နှစ်ခါလုံးမှာယောက်ျားအမြဲတမ်းဘေးမှာရှိတယ်။မိမလက်လေးကင်ပေးထားပြီးသူဘေးနားနေပြီးတော့အားပေးတာပေါ့နော်။တချို့ကကြတော့ခွဲစိတ်ခံတွေကိုယောက်ျားလိုက်မဝင်တာရှိတယ်လိုက်ဝင်တာလည်းရှိရပေါ့နော်။တချို့စေယုံညာဝင်လို့ရတယ်တချို့ကလည်းပေးမဝင်တာမျိုးရှိတယ်။ဒီမှာမျိုးသားကတော့နှစ်ခါလုံးမှာဒီမှာဘေးနားမှာရှိတယ်ခွဲနေတဲ့အချိန်မှာအဲသူလည်းအဲ့လိုခလေးလေးချီပြီးတော့ဒီမှာလာပြရပေါ့နော်ပြပြီးတော့မှပြန်မိပါတယ်ကိုခလေးသွားပြလိုက်တော့မယ်နော်ဆိုပြီးခလေးကိုခေါ်သွားတဲ့အချိန်မှာဒီမှာတော့ဒီဘိုက်ကိုဆက်ပြီးချုပ်တယ်ပေါ့နော်။အဲချုပ်လို့အားလုံးပြီးတော့ ွားတဲ့အချိန်မှာပထမတော့ပထမကလေးတုန်းကကျတော့စိတ်ရမ်းလှုပ်ရှားရတယ်ပါလူကလေအလုံးချုပ်လို့ပြီးသွားပြီဆိုတဲ့အချိန်မှာချမ်းလာရိုက်ကရပါရင်ဒရရဆိုရမ်းချမ်းသွားပြီးမေးရိုက်ပြောမှာအဲ့လိုဖြစ်တဲ့အချိန်မှာအာခေါင်းစွတ်တီးချီအခုဒုတိယတစ်ခေါက်ကကြတော့ဟိုကိုလည်းဟိုအတွေ့အကြုံလည်းရှိထားဆိုတော့တိတ်စိတ်မလှုပ်ရှားရလဲပါမှာပေါ့နော်အမကကြတော့ ဟိုစိတ်လှရှာလို့ရှိရင်အရန်ချမ်းတက်တဲ့ယောဂရှိရပေါ့နော်အခုကြအဲသိပ်မချမ်းစိတ်ကလေးကိုတင်းတာပဲတဖြည်းဖြည်းနဲ့အဲ့လိုထွက်သွားပြီးမှကိုယ့်ရဲ့လူနာခံကိုပြန်ရောက်သွားတာပေါ့နော်ဒါလေးကတော့အမှတ်တရလေးပါပဲ